အဲ့တော့ဒါလက်တွေ့သင်တန်းအပတ်စဉ်25เนาะဒါ online သင်တန်းထဲမှာ online တက်တဲ့ညီကိုတွေအနေနဲ့ online သင်တန်းကနေသင်ကြားတဲ့ညီကိုတွေအနေနဲ့ဒါ EFI သင်ခန်းစာတွေကတော့ထည့်ပြီးသားဒါပေမဲ့ basic သင်ခန်းစာတွေမပါသေးတဲ့အတွက်အခြေခံသမား တွေအတွက်ဗီဒီယိုကြည့်ရတာအရန်ကိုပဲအခက်အခဲရှိတယ်အဲ့ဒါကြောင့်အခြေခံသမားတွေအတွက်ကို EFI စာပေသမားတွေအတွက်ကိုအထောက်အပံ့ပြုအောင်ဒါ basic သင်ခန်းစာလေးတွေဖြစ်ပါတယ်ဒါဆိုင်ငယ်ပြုပြင်တော့မယ်ဆိုရင် အများဆုံးနေ့စဉ်နေ့များကြုံတွေ့ရမယ့်ပြဿနာလေးတွေအခက်အခဲလေးတွေသူတို့တွေကိုတိုင်းတာဆစ်ဆဲရမယ့်နီလန်းလေးတွေပေါ့ဒါကတော့တရုတ်ဆိုင်ကယ်မှာရှိနေတဲ့ China Motor Cycle Warring ဆိုတာကတရုတ်ဆိုင်ကယ်မှာရှိနေတဲ့ Warring တိဆောင်းမှုအခြေခံသဘောတရားဖြစ်ပါတယ်အဲ့ရနေပြီးတော့ဒါကျွန်တော်တို့ဒီမှာအလင်းသိရင်သိတယ်လို့ဗီဒီယိုလေးတွေရိုက်ပြီးတော့ online class ထဲမှာထည့်ပေးမှာဖြစ်ပါတယ်ဒါလက်ကျွန်တော်ဒီမှာလက်တွေ့သင်တန်းလာတတ်တဲ့ညီကိုတွေကဒါ online class ထဲမှာထည့်ထားတဲ့ဗီဒီယိုတွေကသူတို့က free ကြီးခွင့်ရမှာဖြစ်ပါတယ် လက်တွေ့သင်တန်းလာတဲ့ရင် online သင်တန်းကိုလည်းထည့်ပေးတယ်အဲ့တော့အချိန်မီလည်း online သင်တန်းထဲမှာလည်းပြန်ကြည့်လို့ရတယ်ဒီမှာလည်းလက်တွေ့ရောစာတွေရောသင်ကြားတယ်ဆိုတော့အခက်အခဲရှိနေမယ်လို့မထင်ပါဘူးဘာကြောင့်ဒီမှာသင်ပြီးဒီမှာပဲပျောက်သွားမှာမျိုးမဟုတ်ဘူး DVD ဝေးဒီအကြောင်းအရာတွေကကိုဖုန်းထဲမှာပြန်ပါသွားမှာပြန်ပါသွားမှာဆိုတော့ကိုမိခင်ရတော့ဒီဗီဒီယိုတွေပြန်ကြည့်လို့ရတယ်နော်အဲ့ဒါကြောင့်ရည်ရွယ်ပြီးတော့ online သင်တန်းလာရတဲ့အတွက်ကိုရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုသင်ကြားပေးမှဖြစ်တယ်အခုကတော့ဒါတရုတ်ဘိန်းစီစဉ်125မှာရှိတဲ့ကျွန်တော်ကစံငယ်မှာတက်ဆင်ထားတာကတော့ စံငယ်တစည်းမှာရှိတဲ့ဒီဝါးရိပိုင်းမှာဖွဲ့စည်းထားတဲ့အစိပ်ပိုင်းတွေများစွာရှိတယ်။အဲ့ဒီအစိပ်ပိုင်းများစွာကိုတခုချင်းရဲ့အတိတ်ပဲတခုချင်းရဲ့အသုံးဝင်ပုံတခုချင်းရဲ့တက်ဆင်တဲ့နေရာတိုင်းလာစစ်စည်းပုံပေါ့သူတို့တွေကိုနားလည်ရင်အဲ့စံငယ်ကိုပြုပြင်လို့ရမယ်။တခုချင်းစီရဲ့အလုပ်လုပ်ပုံကိုနားမလဲဘူးအကျုံးဝင်ပုံကိုနားမလဲဘူးဆိုရင်အဲ့စံငယ်ကိုပြင်ဖို့ခတ်သွားမယ်။ဒါကြောင့်ဒီမှာတက်ဆင်လာတဲ့အစိပ်ပိုင်းလေးတွေကိုတခုချင်းစီအရင်ဆုံးကျွန်တော်တို့ crisis လာလို့လဲခေါ်ရပေါ့ ။ဘာကြောင့်တော့ကရိုင်းလေပတ်မှုကြီးကိုသူကအာယုံခံပေးထားတာဖြစ်လို့ဟုတ်လားပလန်မီပေါင်းရမယ့်အချိန်ကိုအာယုံခံပေးထားတာဖြစ်တယ်။ဟိုအင်ဂျင်လေတဲ့အချိန်မှာပေါ့နော်ကရိုင်းတန်လိုက်တုံးရဲ့တီနီယာပေါ့ကရိုင်းရဲ့တီနီယာလို့လည်းပြောလို့ရတယ်တန်လိုက်တုံးရဲ့တီနီယာလို့လည်းပြောလို့ရတယ်။အဲ့ဒီတီနီယာကိုအာယုံခံပေးတဲ့စင်စာကိုကရိုင်းစင်စာလို့လည်းခေါ်တယ်။အဲဖြတ်ဝိုင်းလို့လည်းခေါ်ကြတယ်အလွယ်တကူပါစာလို့လည်းခေါ်ကြတယ်အဲဒါ EFI နည်းနည်းမှာဆိုရင်တော့ CKB ဆိုပြီးတော့ crunch shape position စဉ်းစား ကရိုင်းတီနေရအာယုကံစင်စာဆိုပြီးတော့လေခေါ်ကြတယ်တကယ်တမ်းတော့အခေါ်အော်တွေဘလောက်ပဲများနေပါစေအဓိကကသူ့ရလို့လို့ပုံကိုတိထားဖို့လိုအပ်ပါတယ်သူ့ရလို့လို့ပုံမှာဆိုရင် तू ကဘာလုပ်ပြရတာလဲဆိုရင်တော့တန်လိုင်းအောင်ဘုံထဲမှာ तू ကတက်ဆင်ထားပါတယ်တန်လိုင်းအောင်ဘုံမှာဒီဖြက်ခွန်ဆိုတဲ့နော်ပါစာပေါ့နော် CKB စင်စာလေးကိုတက်ဆင်ထားတယ်ဒီဥစားငယ်တွေမှာတော့1125တွေမှာအများသောအားဖြင့်တွေ့ရတာကတော့ဒီဖြက်ကွန်လေးကအကျိုးတစ်ချောင်းပဲရှိပါတယ် တို့တခြားမယ်ရှိတော့သူ့ကိုကျွန်တော်ကတိုင်းတာစစ်ထည့်တဲ့နေရာတွေမှာဘာတွေကိုအသုံးပြုပြီးတိုင်းမလဲတက်စတာကိုအသုံးပြုပြီးတိုင်းရင်ဘယ်လိုအဖြေရမလဲမီတာကိုအသုံးပြုပြီးတိုင်းရင်ဘယ်လိုအဖြေထွက်ရင်ကောင်းလဲမကောင်းဘူးလဲဆိုတာကိုဆုံးဖြတ်ရမယ့်နည်းလမ်းလေးတွေကိုဒီဗီဒီယိုလေးကနေပြီးတော့ရှင်းပြပေးမှာဖြစ်တယ်အဲ့တော့ပါဆာမာကသူကထဲထဲမှာ coin တွေပါတယ်ဒါကြောင့်သူ့ကို picket coin လို့လည်းခေါ်တယ်ပေါ့နော် picket coin လို့လည်း CO picket coin လို့လည်းခေါ်ပါတယ်ပစ်ကက်ကွိုင်း CKB ပါစာဖြတ်ကွိုင်းဂရိုင်းစင်စာကြိုက်တယ်လို့ခေါ် အခေါ်ဝါရေးမကြည့်ပါသူကောင်းမကောင်းတိုင်းတာစစ်စစ်တက်ဖို့သူမကောင်းရင်ဘာတွေဖြစ်မလဲဆိုတာသိဖို့ကအရေးကြီးတယ်အဲ့တော့ဘာသာမှန်ကသူကတန်လိုက်တုံးကတန်လိုက်တုံးကအင်ဂျင်တပတ်လေတိုင်းတပတ်လေတိုင်းနော်တန်လိုက်တုံးမှာရှိတဲ့ trigger point လို့ခေါ်တဲ့ဒီမီးဖြတ်မှုပေါ့နော်မီးဖြတ်မှုလေးကပါစာထိတ်နဲ့တန်းတန်းဖြစ်သွားတိုင်းဖြစ်သွားတိုင်းဒီပါစာကနေပြီးတော့ AC line တို့လေးထွက်သွားပါတယ် AC line တို့လေးကသူကတဖို့ဝင်းချင်းတဖို့ဆွန်းဆွန်းတဖို့အောက်သူကထွက်သွားပါတယ်။ညသွားပြန်တော့တေဘင်းနေမှာတွေ့ရတာကတော့ပါဆာမာကအကျိုးတစ်ချောင်းနဲ့ပဲတွေ့ရပါတယ်။သူ့ရဲ့အယောင်လေးကတော့ BLE blue ရဲ့အတူပေါက်က BU ပါ။ WHD white ရဲ့အတူပေါက်က W ပါ။အဲ့တော့ BUW ဆိုတာကတော့ပြဖြူကြားကျိုးဖြစ်ပါတယ်။အပြာရောင်ကများပြီးတော့ဖြူရောင်ကနည်းနေမှာဖြစ်တယ်။ ဲ့တော့သူကတန်လိုက်ကတပတ်လည်သွားတိုင်းတပတ်လည်သွားတိုင်းဘာသာဘူးကိုဖြတ်တဲ့အချိန်မှာဒီပါစာကနေပြီးတော့ပြာဖြူရားကျွားနေပြီးတော့ CDI ဘူးကိုအချက်ပြပါတယ်တဲ့ CDI ဘူးကိုဘာအချက်ပြပေးရတာလဲဆိုရင်ပလက်ကွန်ရနေပြီးတော့ပလက်မိပောက်ရမယ့်အချိန်ကိုသူကနေပြီးတော့ CDI ဘူးကို အချက်ပြပေးတာပါ CDI ဘူးကနေပြီးတော့ပလက်ကွန်ကိုသူမိပေးခြင်းတလို့မပေးပါဘူးပါစာကအချက်ပြမှသာလျှင်ပလက်ကွန်ကိုခိုင်းပါတယ် စီရီယန်ဘုရားသူ့ရဲ့ကိုပိုင်ဆုံးဖြတ်ချက်နဲ့ပလက်ကွန်ကိုမခိုင်းပါဘူး။ပါစာကနေပြီးတော့ပြီးပေါ့ရမယ့်အချိန်ပြီးတိုင်ပင်ရောက်တယ်ဆိုတာကိုအချက်ပြမှသာစီရီယန်ဘုရားပလက်ကွန်ကိုခိုင်းပါတယ်။ဒါကြောင့်ဖြတ်ကွန်လေးရဲ့အလုတ်ကဘာလေးလဲဆိုရင်တော့စီရီယန်ဘုကိုပလက်မီပေါ့ရမယ့်အချိန်ကိုအချက်ပြတဲ့အလုတ်ကိုလုတ်ပါတယ်။သူကစီရီယန်ဘုကိုအချက်ပြမှစီရီယန်ဘုကပလက်ကွန်ကိုခိုင်းနေတဲ့အကယ်၍ဒါသူကတော့ အချက်မပြနိုင်ခဲ့ရင်ကြိုးပြက်လို့ဖြစ်စေစင်စားဒီ gain စင်စားလေးပြက်စီးလို့ဖြစ်စေသူကတော့အချက်မပြခဲ့ရင်စီရီယံဘူးကဘယ်တော့အခါမှဘလက်ဝမ်ကိုခိုင်းစီမှာမဟုတ်ပါဘူးတဲ့ဒါကြောင့်တန်လိုက်တစ်ပတ်လဲသွားတိုင်းတန်လိုက်ကထရကာ point နဲ့တန်လိုက်ကဘူးနဲ့ဟိုပါစာကဘူးနဲ့ထိတ်ချင်းဆိုင်သွားတိုင်းဆိုင်သွားတိုင်းပါစာကနေပြီးတော့ပြာဖြူချားကျိုးနဲ့ AC ဘိုးတွေ AC ဘိုးတွေတပုတ် ဝင်းကျင်ခန့်ကိုစီရံမှုကိုအချက်ပြမယ်။ပါစာကအချက်ပြတဲ့ AC ဘိုးတွေတဖို့ဝင်းကျင်စီရံမှုကိုရောက်လာတိုင်းရောက်လာတိုင်းစီရံမှုကပလက်ကွန်ကိုမိပေါက်ခိုင်းမှာဖြစ်ပါတယ်။ဒါကြောင့်ပါစာအချက်မပြရင်စီရံမှုလည်းအလုံးမလုံးဘူးပလက်ကွန်လည်းအလုံးမလုံးပါဘူးတဲ့။ဟုတ်ပြီတဲ့။အဲ့တော့ဒီပါစာလေးကိုတိုင်းတာစစ်စစ်တဲ့နေရာမှာတဲ့တိုင်းတာဘုံ နီလန်ရေဘူးရအဖြစ်၃နီးရှိပါတယ်တနည်းကတော့ကွနက်ရှင်ကွနက်ရှင်ဆိုတာဘာလဲဆိုရင်တော့ဒီပါစာကျွန်တော်တို့ coin မှာဆိုရင်ကျွန်တော်တို့ကတန်လန်းအောင်ဘုံမှာဆိုရင်ကျွန်တော်တို့ကဒီ coin socket ရှိတယ် coin socket ကိုချွတ်လိုက်မယ်ဆိုရင်ဒါပါစာကျိုးတွေလည်းပါတယ်ကျွန်တော်တို့ကထဲထဲမှာရှိတဲ့ဒီ charging coin ကျိုးတွေလည်းပါတယ်ပြီးတော့ stack coin ကျိုးတွေလည်းပါတယ်အကျိုးတွေလည်းပါတယ်ဗောတဲ့အဲ့ဒီထဲကနေမှာတဲ့ ကျွန်တော်အဓိကအခုရှင်းပြတဲ့ဗီဒီယိုကဒီပါစာဖြတ်ကွမ်းအကြောင်းလေးကိုရှင်းပြနေတာဆိုတော့ပြာထူကျိုးလေးအကြောင်းကိုပဲပြောမယ်။အဲ့ဒီပြာထူကျိုးလေးကိုတဲ့ကွန်နက်ရှင်တိုင်းမယ်ဆိုရင်တဲ့ဘယ်လိုတိုင်းရမလဲဆိုရင်တော့တဲ့မီတာမှာဆိုရင်တဲ့အတန်စကေးထားလိုက်ပါတဲ့ digital meter မှာဆိုရင်အတန်စကေးပါပါတဲ့ digital meter ကိုလှည့်လိုက်တဲ့အခါမှာဆိုရင်တဲ့ကျွန်တော်တို့ digital meter မှာဆိုရင်ကျွန်တော်တို့ကဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီနေရာမှာအဲကျွန်တော်ထားတာဒါအတန်စကေးဖြစ်ပါတယ် အတန်စကေးဖြစ်ပါတယ်ဒီဒိုင်ဝတ်ထဲမှာလည်းဒီမှာအတန်စကေးပြနေပါတယ်အကယ်၍ဒါမီတာနှစ်ချောင်းကိုတို့လိုက်မယ်ဆိုရင်မီတာမှာအတန်မီလာမှာဖြစ်ပါတယ်အဲ့တော့ဆိုလိုချင်တဲ့အဓိပ္ပာယ်ကမီတာရဲ့ဆလက်တာကိုအတန်စကေးမှာထားပြီးတော့ကွမ်ဆော့ကတ်ကိုဖြုတ်ပါကွမ်ဆော့ကတ်ဖြုတ်လိုက်တဲ့အခါမှာပြာဖြူချိုးကိုတွေ့ရမယ်ပြာဖြူချိုးမှာမီတာတစပြီးသွားရင်ဒီဖြတ်ကွမ်းရဲ့အခြေမှာလည်းပြာဖြူချိုးလေးတွေ့မယ်အဲ့ပြာဖြူချိုးလေးကိုမီတာတစထောက်လိုက်ရင်ဘာဖြစ်ရမလဲဆိုရင်တော့အတန်မီရပါမယ်အတန်မီသွားတယ်ဆိုတော့ကျိုးပြတ်ပြီလား မပြတ်ပါဘူးတဲ့ဒါပေမဲ့ဒီပါစာကျိုးအတန်မြည်နေုံနဲ့ကွနက်ရှင်မပြတ်ယုံနဲ့ပါစာကကောင်းပြီလို့ပြောလို့မရသေးပါဘူးတဲ့နောက်တနည်းထပ်တိုင်းကြည့်ပါဦးမယ်တဲ့နောက်တနည်းထပ်တိုင်းကြည့်မယ်ဆိုရင်တော့အုံးဘယ်လီဟူအုံးတံပိုးတိုင်းပါမယ်တဲ့အုံးတံပိုးတိုင်းနဲ့ဆိုရင်တော့တဲ့ကျွန်တော်တို့ကတဲ့အုံးတံပိုးတိုင်းနဲ့ဆိုရင်တော့တဲ့ကျွန်တော်တို့ကတဲ့ဒီမှာတဲ့မီတာရဲ့ဆလက်တာတို့လှည့်တဲ့ကောင်လေးကိုဆလက်တာလို့ခေါ်ပါတယ်ကျွန်တော်က DC AC ဆိုရင်ဒီမှာကျွန်တော်တို့200နဲ့အဲကျွန်တော်တို့က600ကျားကိုထားပြီးတိုင်းရပါတယ် အဲအဲ့ထာမှာမှာဆန်ကေမာက200ထက်200ဝန်းကျင်နေပဲရှိတာဖြစ်တယ်တော့ AC တိုင်းရတော့200မှာထားမှာပဲအဲကဲ DC ဆိုရင်တော့ဒီနေရာကနေပြီးတော့ဒီနေရာကျရှိပါတယ် DC မှာဆိုရင်တော့ကျွန်တော်တို့ကဘလောက်မှာထားမလဲဆိုရင်တော့20မှာပဲထားပါမယ်တခြားနေရာတွေကိုမထားပါဘူးနောက်တစ်ခုကကျိုးမပြတ်တိုင်းကျရင်တော့ကျွန်တော်တို့က advanced scale မှာထားပါတယ်အဲကဲအခုကကျွန်တော်ကဒီဘာသာရအုံတံမိုးတိုင်းမှာဖြစ်တယ်တော့ဒီဆန်ကေမာရှိတဲ့ဘာသာကအုံတံမိုးအဲ200အောက်တွေပဲရှိတာများတာဆိုတော့ကျွန်တော်200နဲ့တိုင်းရင်လည်းရပါတယ်အုံတံမိုးကိုအဲကျွန်တော်ကဆက်လက်တာကိုအုံတံမိုး200မှာထားပြီးတော့မီတာတန်းနဆကိုကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုရင်တော့အဲဘာသာကျိုးမှာတစ်ချောင်းထောက်လိုက်ပါမယ်အုံတံမိုးတိုင်းတာမီတာအနီးနဲ့လိုတာ မလိုတော့ဥနာမောဒနာမီတာအနေနဲ့မလိုပါဘူးတဲ့ဘာသာကျောင်းမှာတစ်ချောင်းထောက်ကျန်တဲ့မီတာတစ်စက်ကထောက်ဆရာကျိုးရှိလားမရှိဘူးမရှိသေးတယ်ဆရာတို့ကဒီဘာသာကဖရိမာအချထားတာဖြစ်လို့ဖရိမာတစ်စက်ထောက်လိုက်တာနဲ့ဥဒံမူတက်မလားမတက်ဘူးလားတက်ပါမယ်တဲ့ဥတက်လာတဲ့ဥဒံမူဒီနဲ့ဘယ်လောက်ရှိရမလဲဆိုရင်တော့တဲ့အဲကျွန်တော်တို့တရားတုံးဆိုင်ကမှာဆိုရင်တော့တဲ့နော်မဲကောင်းနေတဲ့ဘိမာဆိုရင်တော့တဲ့120နဲ့120ဥနဲ့185ကျားရှိပါလေတဲ့ဒါဆိုရင်120တဲ့ကြာရင်မကောင်းတော့ဘူးလားဆိုတော့လေ120တဲ့ကြာရင်လည်းနိုးနိုင်တယ်100လည်းနိုးနိုင်တယ်90လည်းနိုးနိုင်တယ်ဒါနဲ့ဥဒံမူအရန်ကြာလာတဲ့အခါဆိုရင်တော့တဲ့ဆိုင်ကဟာတဲ့ ကျွန်တော်စတက်နေရင်ကြတော့မနိုးဘူးကင်းင်းမှနိုးရဲဆိုတဲ့ယောဂါလေးတွေတော့ပြဿနာလေးတွေကြုံတွေ့ရတတ်ပါတယ်တဲ့အကောင်းဆုံးအနေနဲ့ကိုပြောပါဆိုရင်တော့190နဲ့185ကြာဖြစ်ပါတယ်190နဲ့နေရင်စတက်နေရင်မနိုးနိုင်ဘူးကင်းင်းမှနိုးတယ်အကယ်၍သာဘောကြောင့်ညီကိုဒီပြင်နေတဲ့ဆိုင်ကယ်မှာကကျွန်တော်ကကင်းင်းတော့နိုးတယ်စတက်နေရင်မနိုးဘူးဆိုရင်တော့ဒီဘာသာကိုလည်းဆက်လို့ဘာလို့ကြည့်ရမလဲဂျိုးကွန်နက်ရှင်တိုင်းတာပုံတန်မှုတိုင်းတာတွေဒါမျိုးတွေပြုပြင်ဆေးဆေးပေးရပါမယ်တဲ့နော်အဲ့တော့တဲ့နောက်တစ်ခုကလည်းဒါဆိုရင်ကျွန်တော်ကကျိုးပြတ်မပြတ်တိုင်းုံနဲ့ဘာသာကျိုးကကွန်ဆော့ကန်နဲ့ဘာသာအခြေကနေပြီးတော့တိုင်းရင်ကျိုးမပြတ်ဘူး ဒါလည်းကောင်းတယ်လို့တရားခံလို့ပြောလို့မရဘူးနောက်တစ်ခုကသူ့ကိုအုံတံမိုးတံလိုက်လို့190နဲ့195ကျားရှိနေလို့လည်းဒါလည်းကောင်းတယ်လို့ပြောလို့မရသေးဘူးမလုံလောက်သေးဘူးသူ့ကိုတရားခံလို့ကောင်းတယ်လို့ပြောဖို့ဆိုတာသူလှုပ်ဆောင်ချက်မှန်မှန်ကျွန်တော်ချက်ပြီးတော့စစ်စစ်ရပါတယ်တဲ့ဘာလို့ချက်စစ်စစ်မလဲဆိုတော့သူ့ကိုသူကထွက်တဲ့ AC ဘိုးတွေကိုတိုင်းမယ်တဲ့ AC ဘိုးတွေကိုတိုင်းတဲ့ခါမှာကျတော့ကျွန်တော်တို့ကမီတာရဲ့ဆက်လက်တာမှာလည်းကျွန်တော်တို့ကမီတာမှာဆိုရင်လည်း AC AC တံပိုးဟာလည်းကျွန်တော်တို့ဒီမှာ200နိုင်ဆုံးဆိုတော့200မှာထားပါဘူးသူထက်တာကတပုတ်ဝင်ကျင်မယ်ဆိုတော့တဲ့အဲ့လိုမီတာရဲ့ဆက်လက်တာကိုကျွန်တော်200မှာထားပြီးတော့မီတာနီလန်ကိုကျွန်တော်တို့မီတာတစ်စောက်ကိုပါစာချိုးမှာထောက် မီတာရဲ့ကြံတစားကိုဘော်ဒီမှာအချပြီးကစ်နင်းကြည့်လိုက်မယ်ဆိုရင်တဲ့ဒီမီတာမှာတဲ့ကျွန်တော်တို့ကတဖို့တဖို့ပတ်ချလဲမှာရှိပါတယ်တဲ့တဖို့ပတ်ချလဲမှာရှိပါတယ်တဲ့ဒါပြင်လည်းတဲ့ပါစံကားထွက်လာတဲ့ဒီတာမီချိုးကထွက်လာတဲ့ AC ဘိုးတွေကို digital meter နဲ့ AC ဘိုးအတိုင်းရင်လည်းရတယ်လို့တဲ့နောက်တစ်နည်းကတော့ tester နဲ့အတိုင်းမယ်ဆိုရင်လည်းရပါတယ်တဲ့ tester ရဲ့မျက်ကို tester မှာဆိုရင်ကျွန်တော်တို့ကဘာရှိလဲဆိုတော့ tester ပြန် tester မှာဆိုရင်ကျွန်တော်တို့ကမျက်လေးပဲတစ်ချောင်းပါတယ်ထောက်တဲ့နေရာလေးလည်းတစ်ခုပါတယ်ဆိုတော့ကျွန်တော်တို့က ကျိုးနှစထွက်တဲ့နော်နှစထွက်ပါစာတွေဆိုတော့ကျွန်တော်ကဘာလို့လုပ်မလဲဆိုရင်တော့နော်နှစထွက်ပါစာတွေဆိုရင်တော့ဒီညက်ကိုပါစာတကြိုးမှညက်ဒီကောင်ကိုနောက်ထပ်ပါစာတကြိုးမှထောက်လိုက်ရင်တော့ရတာပေါ့တရုံဖေးမှာကများသောအားဖြင့်ပါစာကတစားနဲ့ထွက်တယ်ဆိုတော့အဲ့ဒီတစားကိုကျွန်တော်ကဒီမှာတစားနဲ့ထောက်မှာဒါဆိုရင်ဒီညက်ဆရာညက်ကကျိုးကပါစာမှမပါတော့မပါတော့ပါစာဘော်ဒီမှာအချထားတော့ဒီညက်ကိုလည်းဘော်ဒီမှာပဲညက်လိုက်မယ်ညက်ပြီးတန်းလိုက်မယ်ဆိုရင်နဲ့ကင်းနေလိုက်မယ်ဆိုရင်နဲ့ဖက်စတာတက်စတာမှာမီးလေးကမှိတ်တော့မှိတ်လို့ဖြစ်လာမယ်မှိတ်တော့မှိတ်လို့ဒီလိုတော့မီးလေးဒီ ကျွန်တော်အယောင်ခွဲစားလို့မရပါဘူးအနီလဲလေးနဲ့အပြလဲလေးနဲ့ဒီသဘောကိုကသူကဘာလဲဆိုတော့ AC ဖြစ်တယ်တဲ့ AC မှာကျွန်တော်အပေါင်းတော့မရှိဘူးမရှိတဲ့အတွက်မီးကတယောက်နဲ့မလင်းဘူးတကယ်တော့ DC ဆိုရင်ကျွန်တော်ကမီးကဒီမှာမီးကအယောင်နှစ်မျိုးပါတယ်အပြရဲ့အနီရဲ့ပေါ့နော် DC ဆိုရင်အနီလင်းနေလိမ့်မယ်အပြလင်းနေလိမ့်မယ်ပါစားထွက်တဲ့ဘိုးလေးကိုတွားတိုင်းတဲ့အခါမှာ AC တဘိုးတွားတိုင်းတော့အခါမှာ AC မှာကအပေါင်းတော့မရှိတဲ့အတွက် Dexter မှာကမီးကလင်းတဲ့မီးဟာအပြရောအနီရောနှစ်မျိုးလုံးပေါင်းလင်းနေတယ်ဒါကိုကြည့်ချင်းအဖြစ်ဒါက AC လို့ကျွန်တော်တို့သတ်မှတ်လို့ရမယ်နော်အဲ့တော့ဒီတရုတ်ဘက်မှာရှိတဲ့တစားပြပါစာပြဖြူကျိုးလေးကိုပါစာအခြေနဲ့ ဆော့ကက်နဲ့တိုင်းလိုက်ရင်လည်းအတန်ကွန်နက်ရှင်ရှိရပါမယ်နောက်တစ်ခုကဒီပါစာကျိုးလေးကိုမီတာတစ်စားထောက်ပြီးတော့မီတာရဲ့ဂျန်တစ်စားကိုဘော်ဒီမှာအချအုံစကီနေရာမှာထားပြီးတိုင်းရင်အုံတန်မှုဒီ120ဦးနဲ့185ကျောင်းမှာရှိရင်အကောင်းဆုံးအခြေအနေဖြစ်ပါတယ်နောက်တစ်ခုမီတာကို AC နေရာမှာထားပြီးတော့ပါစာတစ်ခုကျိုးကိုထောက်မီတာရဲ့ဂျန်တစ်စားကိုဘော်ဒီမှာအချပြီးတော့ကင်းလင်းကြည့်မယ်ဆိုရင်လည်းမီတာမှာ AC တဖို့ဝင်ရှင်ရှိပါမယ်အဲ့ကျွန်တော်ကတော့ဗျဒီဂျစ်တယ်မီတာမရှိလို့မီတာနဲ့မတိုင်းချင်ဘူးတက်စတာနဲ့တိုင်းချင်နေဆိုရင်လည်းတက်စတာရဲ့မျက်ကိုဘော်ဒီမှာအချတက်စတာကိုတာယူရှိုးမှာထောက်ပြီးတော့ကင်းလင်းကြည့်မယ်ဆိုရင်လည်းတက်စတာမှာမီးလေးရမိတ်တုံမိတ်တုံနဲ့ အပင်မလင်းပါဘူးမိတုံမိတုံနဲ့အယောင်နှမျိုးလုံးပေါင်းပြီးလင်းနေတာလွတ်နေပါလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးသုံးမျိုးလုံးတိုင်းလိုက်မယ်ဆိုရင်တော့ဒါဟာပါစာကိုတရားရကန်လုံးကောင်းပြီလို့ဆိုလို့လို့ရပါတယ်အတန်ကိုနေရှင်ရှိတယ်ကျိုးမပြတ်ဘူးအုံတံမှုရှိတယ်ဘာနဲ့မလုံတော့ဘူးနော်အကဲလာအတန်ကိုနေရှင်လည်းရှိတယ်အုံတံမှုလည်းရှိတယ်ပါစာကြီးဇောက်လို့ထထားရင်တန်လိုက်ကဘူးနဲ့ပါစာဘူးနဲ့တန်းမလားတော်တော်ကြီးရှင်နေမှာဒါဆိုရင် AC ထွက်လာမလား AC မထွက်သေးတဲ့အတွက်ဒီကြောင်ကြီးကစီဒီယမ်ဘူးအချက်ပြအောင်လားမပြတော့စီဒီယမ်ဘူးကမီးတိုင်နေမှန်းသိလား မသိတော့ဘလောက်ကအောင်ခိုင်းမလားဘလောက်ပြီးမှခတော့ဆက်လို့လားမလို့တော့ဘူးနော်ဒါလေးကကြတော့တေယုတ်ဘေးမှာရှိတဲ့တက်ဆင်ထားတဲ့နော်အစိမ့်ပိုင်းများစွာတွေကနေပြီးတော့ဖြက်ကွိုင်ပါစာ CKB ပိတ်ကက်ကွိုင်တိုက်လို့ခေါ်သူ့ရဲ့ကျိုးပါဝင်မှုနောက်တော့ကပြာဖြူကျိုးကျိုးအယောင်ပြီးတော့ရင်လူဟာတန်လက်ကဘူးနဲ့ဖြက်ကွိုင်ဘူးနဲ့တန်းရင် CDN ဘူးကိုအချက်ပြရတယ်ဘာအတွက်ချက်ပြ CDN ဘူးကနေဘလောက်ကွိုင်ကိုမိထွက်ခိုင်းမှုအတွက်သူကဘာလို့ရတော့အချက်ပြသူ့ကိုတန်းနီးပန်နီးရှိပုံနီးရှိ တနည်းနည်းလုံတော့လားမလုံတော့ဘူးသူကမကောင်းဆုံးမြတ်ဖို့အတွက်ကိုဒီသုံးနည်းနဲ့တိုင်းကြည့်မယ်သုံးနည်းလုံးနဲ့တိုင်းကြည့်မှုရှိရင်ကောင်းလားမကောင်းဘူးလားကောင်းတယ်အတန်လဲကွန်နက်ရှင်ရှိအုံတံမှုလဲပြတီစီဘွားလဲထွက်ဘာဆုံးကောင်းလားမကောင်းဘူးလားကောင်းတယ်နောက်တစ်ခုကတော့ဒီဂျစ်တယ်မီနာကိုသုံးတဲ့နေရာမှာတို့ EFI ဆိုင်ကမဲနေနေကာဘိုက်တာဆိုင်ကမဲနေနေ DC ဘိုးတိတိုင်းမယ်ဆိုရင် DC ဘယ်လောက်မှထားမလဲ20ပါဆလတာကို DC ဘိုးလေး200ထား AC တိုင်းရင်တော့ DC ဆိုရင်20မှထား AC တိုင်းရင်200မှထားအတန်ကွန်နက်ရှင်တိုင်းရင်အတန်စကေးမှထားအုံတံဘိုးတိုင်းရင်ဆိုင်ကမဲမှာတို့အုံတံဘိုးအများဆုံးနေရာဘယ်နေရာလဲ ဘလောက်ကွာရရှိတယ်လေဘလောက်ကွာဆိုတော့ဘလောက်ကွာရအောင်တာပေါ့ဗါတော့9000 6000 9000 7000 9000 1000 1000ဆိုတော့1000ဆိုတော့ 10k ဆိုတော့1000ဆိုတော့1000အဲ့တော့အောင်တာပေါ့မှာငါတို့ကဆလက်တာရွှေ့ရမယ့်နေရာတွေအများကြီးမပေါ်ဘူးလား200 2000 20k 200k အများကြီးမပါဘူးလားအများကြီးပြောမယ်လေငါတို့အများဆုံးအသုံးပြုရမယ့်နေရာဒီဘယ်နှစ်ခုပဲရှိလဲဘုံခုပဲရှိတယ်တဲ့200တို့တရုတ်ဘင်းပါစာတွေတိုင်းရင်200မှာထားတိုင်းပေါ့ ်ဟုတ်တယ်မလားသူ FZ တွေသူ R5 တွေကြောင့်အုံတံပိုးက220 240ရှိတယ်နေရာမှာထားတိုင်းပြမလားမပြဘာမှထားမလဲ2000မှာထားတိုင်းဘလက်ကွယ်ရအုံတံပိုးကတောင်းကနေရှိနေတာဆိုတော့2000နဲ့ထားရင်ရမလားမရပါဘူးတောင်းကနေဆိုတော့2000နဲ့မများဘူးလားများတော့ဆိုတော့ဘာမှထားတိုင်းမလဲ20ပြည်မှာထားတိုင်းမှာဒါကြောင့်ဒီဂျစ်တမီတာကို use လုပ်တဲ့နေနိုင်ရတော့ DC ဆို20 AC ဆို200တွပြမပြအတန် scale အုံတံပိုးဆိုရင်200အုံ2000အုံ 20k အုံ 20k အုံမှာထားပြီးတော့တိုင်းပါလို့ဒါမီတာအသုံးပြုပုံလေးကောနောက်တစ်ခုကဒီဘက်မှာတက်စင်တာလက်ဖြက်ကွန်ရဲ့ သူရရေးပါပုံနဲ့လုံဆောင်ချက်တိုင်းတာပုံလေးပဲဖြစ်ပါတယ်ဒါလောက်ဆိုရင်လုံလောက်ပါတယ်သူနဲ့ပတ်သက်ပြီးအဲ့လောက်တည်ရင်အဲ့လောက်တိုင်းတာတည်ရင်လုံလောက်ပါပြီဒါကတော့ဒစားလဲလာတဲ့ပါစာကြောင်းကိုရှင်းပြတာနှစ်ဆဆိုရင်လည်းဘာလို့မလဲနှစ်ဆဆိုရင်လည်းတိုင်းတာတော့တိုင်းတာပုံအတူတူပဲမဟုတ်ဘူးလားဒီမှာကဒစားတဲ့မူလို့တက်စတာနဲ့တိုင်းရင်လည်းဘာလို့ရတော့ဘော်ဒီကိုအချရတယ်မီတာနဲ့တိုင်းရင်လည်းဘော်ဒီကိုအချရတယ်နှစ်ဆလာတဲ့ကောင်ကမီတာလက်တံဘယ်နှစ်ချောင်းလဲနှစ်ချောင်းဒီကနေ့မှာစားကိုသူ့ရဲ့ကျိုးနှချောင်းလုံးကိုပဲခောက်မယ်ဘော်ဒီ၆ဆီလာလို့သိလားမတက်စတာမှလည်းညက်ကတစ်ဖက်ထောက်တာတစ်ဖက်သူ့မှာကျိုးနှချောင်းပါရင်သူကထွက်တဲ့ AC ဘွားပဲတည်ချင်တာပဲဖြစ်ဖြစ် S မိထွက်မထွက်ကိုသိချင်တာပဲဖြစ်ဖြစ်တက်စတာနဲ့တိုင်းခဲ့မယ်ဆိုရင်လည်းဘယ်လိုလုပ်ရမလဲ။ तू သူ့မှာပါတဲ့နှစ်ချောင်းပါရင်တက်စတာကိုပါလို့လေနှစ်ချောင်းပါတော့ဘော်ဒီမှာပန်းနေဆရာလို့လေလားမိသားရန်ဆိုရင်လည်းဆရာတို့မိသားရန်ဆိုရင်လည်း तू ကနှစ်ချောင်းလာတာဖြစ်တဲ့အတွက်ဘော်ဒီမှာတွားထောက်ဆရာလို့လေလားဘော်ဒီမှာတွားထောက်ရင်မှန်လားမှန်ပါတယ်အစီထွက်မလားမှန်ပါအုံတံမရှိမလားမရှိဘူးသူချင်းချင်းကိုထောက်မှသာအုံတံပုံတက်မယ်သူချင်းချင်းကိုထောက်မှသာ AC ထွက်မယ်နှစ်ဆနဲ့လာတဲ့ကောင်ဆိုရိုးရှင်းပါတယ် မိသားကြောင့်မိသားမှလည်းလက်တံနှစ်ခုပါတော့ပို့လွယ်ခုတာပေါ့ဒါစားနဲ့ကောင်းကြတော့ तू ကဘာလို့လဲတစ်ဖက်ကိုမိသားလည်းဖြစ်ဖြစ်တစ်သားလည်းဖြစ်ဖြစ် body မှာအချပြီးတိုင်းမှာအုံနာမိုးပဲတိုင်းတိုင်းကွန်နက်ရှင်ပဲတိုင်းတိုင်း AC ဘောပဲတိုင်းတိုင်း body မှာဘာလို့လဲအချမှာတို့ earphone ဆိုင်ကမှာဆိုအိုးဒူးစင်စာဆိုနှစ်ချောင်းလားတစ်ချောင်းလားတစ်ချောင်းပါသူ့ကိုကတော့ DC ဘောတွေတိုင်းနေဆိုရင်ဘာလို့လဲမိသားတစ်သားကို body မှာအမချဘူးဒါကြောင့် DC ပဲတိုင်းတယ်အုံနာမိုးပဲတိုင်းတယ်ဘာပဲတိုင်းတယ်ဒါစားနဲ့ကလည်းကောင်းဆိုရင် body မှာအချမိသားပဲဖြစ်စေတစ်သားပဲဖြစ်စေဒါလို့ရတော့နော်ဒါကျွန်တော် EFI အခြေခံ wiring online တင်တာ ်နော်အတင်းတန်းမှာဒါတရုတ်ဆိုင်ကနေစပြီးတော့တရုတ်ဆိုင်ကမှာတက်ဆင်ထားတဲ့ဖြက်ကွမ်းရဲ့အကြောင်းလေးကိုဒါတိုင်းပုံတိုင်းနီးရောစစ်စစ်ဝင်စစ်စစ်နီးရောဒီဗီဒီယိုလာနေပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်ဒါ basic အခြေခံသမားတွေအတွက်ရည်ရွယ်ပါတယ်ဒီဗီဒီယိုလေးကိုဒီနေ့မှဆုံးသက်ပါတယ်အားလုံးပဲနောက်ပြီးမှပြန်လည်းဆုံးလို့မှာပါတယ်ပါနောက်ပဲ